စစ်တော်ညီကိုမောင်မတို့အားလုံးပဲခရစ်တော်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာချင်ပါတယ်ဒီကနေ့အားလုံးနဲ့ဝင်ငါချင်တဲ့ကောင်းစဉ်လေးကတော့ဖျားလူကိုပေးလူချင်းအကျိုးအပိုင်းနဲ့ဖြစ်ပါတယ်ဓမ္မရာဇဝင်သတ္တုထဆောင်ခန်းကြီး၄ငယ်၈ကနေ၁ခွန်းတနေ့တ၌အေလိရှေသည်ရှုနေမျိုးတို့တွားရာတွင်ထိုမျိုး၌ထင်ရှားသောမိမတယောက်သည်အေလိရှေကိုကြွေးချင်းကခေါ်ပင့်လေထိုနောက်မှထိုလန်းတို့တွားတော့အခါ ကျွေးချင်းကိုခံအံ့တော့ငါထိုအိမ်တို့ဝင်တက်ဤမိမကလည်းငါတို့နေရာလမ်းဖြစ်အစင်သွားလာတော့ဤသူဒီဖျားသခင်တန့်ရှင်းသူဖြစ်ဒီကိုအကျွန်ုပ်ရိပ်မိဝင်ရိုးအပေါ်မှာအခန်းငယ်တစ်ခုကိုလှုပ်ကြကုန်ဟန်သူ့အဖို့ကတင်းစပွဲထိုင်ခုံမိခုံတို့ကိုထားကြကုန်ဟန်တို့ဖြစ်၍သူဒီငါတို့စီရောက်တော့ခါထိုအခန်းထဲတို့ဝင်လိုက်မီဟုမိမိခင်ပေါ်အားဆိုဤတနေ့တနင်္လာအီလိရှေဒီရောက်သဖြင့်ထိုအခန်းထဲတို့ဝင်၍အိတ်နေဤ ထိုရှုနေမျိုးသူမိမကိုခေါ်လောဟုမိမိကြုံဂေဟာစီအားဆိုသည့်အတိုင်းခေါ်၍မိမသည်အီလိရှေရှိမှရက်နေအီလိရှေကတင်းဒီငါတို့အဖို့ဤများလောက်လှုပ်ကြွေးပြုစုသည့်အတွက်တင့်အဖို့အဘယ်တို့ပြုရမည်နီတင့်အဖို့ရှင်ဘရင်ထံဘိုလ်ချုပ်မင်းထံ၌ငါပြောရမည်လောဟုဂေဟာစီမေးမိအကြောင်းစီရင်တော်မိမကကြုံမသည်ကြုံမသည်ကိုအဆွေမျိုးတို့တွင် နေပါဦးမည်ဟုပြန်ပြော၏ အေလိရှေကလည်းဤမိမအဖို့အဘယ်တို့ပြုစရာရှိသနည်းဟုမေးပြန်တော့ဂေဟာစီကဤမိမ၌ပါသမီမရှိပါသူခင်ပွန်းလည်းအိုလာပြီဟုဆိုတော့တပံခေါ်ဦးလို့ဟုဆိုသည့်အတိုင်းခေါ်၍မိမဒီတကားဝမှာရက်နေဤအေလိရှေကလည်းတင်းဒီနောင်နှစ်အချိန်အရွယ်စေတော့ခါသားကိုဖက်ရန်ရလိမ့်မည်ဟုဆိုရင်မိမကအိုးအရှင်ဖယားသခင်ရဲ့လူကိုတော်ကျမကိုမို့သားမတုံးပါနေဟုပြန်ပြော၏ ထိုနောက်မိမဒီပရိတ်တေယူ၍အေလိရှေချင်းချက်တော်အချိန်အရွယ်စေတော်ခါတားကိုဖွားမြင်လေကြီးတော်ချီးမွမ်းပါလေညီကိုမောင်မတို့ဒီကနေ့ဖတ်သွားတဲ့နှုတ်ကပတ်တော်အားဖြင့်အားလုံးအလင်းရမယ်လို့မျှော်လင့်ပါတယ်အလင်းရဖို့နည်းနည်းလေးရှင်းပြမယ်နော်အခုဖတ်သွားတဲ့ကျမ်းစာထဲမှာအံ့ဩပွေအမှုတစ်ခုဖြစ်သွားတယ်ဘယ်လိုမျိုးအံ့ဩပွေလဲဆိုတော့ကလေးမရပဲမြုံနေတဲ့လင်မယားနှစ်ယောက်ထဲမှာကလေးရသွားတယ်โอเค ဒီနေရာမှာမြုံနေတယ်ဆိုတာကတာမန်မြုံချင်းမဟုတ်ဘူးเนาะသူတို့လုံးဝစူးစမ်းနိုင်တယ်လို့စူးစမ်းပြီးမှမရနိုင်ပဲနဲ့အသက်အရွယ်ကျော်လွန်သွားတဲ့အချိန်မှာသူတို့မျောလင့်ချက်ကင်းမဲ့နေတဲ့အချိန်မှာအံ့ဩစွာကလေးတယောက်ရသွားတာကိုကျွန်တော်နားလဲရတယ်။ဖယားသခင်ရဲ့အံ့ဩပွဲတကိုးကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ဒီအရာကိုနည်းနည်းလေးရှင်းအောင်ရှင်းပြမယ်နော်နားလဲအောင်။ပထမအဦးဆုံးကျွန်တော်နားလဲရမှာကအေလိရှေ။အေလိရှေဒီဖယားသခင်ရဲ့ ်တစ္ဆာရှိတော်ဒီပါလေအမှုတော်ဆောင်ဖြစ်ပါတယ်ဗါတယ်လေအေလိရှေဒီဖရာသခင်ရဲ့တစ္ဆာရှိတော်ဂျွန်စစ်ဖရာသခင်ရဲ့လူစစ်ဖရာသခင်ရဲ့အမှုတော်ဆောင်စစ်ဖြစ်တယ်ဘာကြောင့်လို့ပြောရလဲဆိုတော့တမန်ကျမ်းစာကိုလေ့လာတဲ့အခါမှာအေလိရှေလုပ်ခဲ့တဲ့အရာများအားလုံးကိုလေ့လာမယ်ဆိုရင်သူဟာဖရာသခင်ရဲ့တကက်ဂျွန်စစ်တကက်လူစစ်ဆိုတာနားလည်ရတယ်အမှန်ကတော့အေလိရှေက မနေ့ကကျွန်တော်ပြောသွားတဲ့အေလီယာရဲ့စက္ကန့်တူသူ့ရဲ့ရာထူးကိုစက္ကန့်တူဖြစ်တယ်သူ့ရဲ့နေရာကိုစက္ကန့်တူအေလီယာကမိုးပေါ်မှာအရှင်လက်လက်ဘုရားသခင်ကခေါ်သွားပြီးတဲ့နောက်မှာသူ့ရဲ့နေရာကိုအမှုတော်ဆောင်အဖြစ်ဆက်လက်ပြီးတော့မှတာဝန်ထမ်းဆောင်ရာထူးပခုံးပြောင်းတာဝန်ယူခဲ့တာကဒီ prophet elisha ဖြစ်တယ်ဆိုလိုချင်တာက prophet elia သူအလုတ်ပြီးသွားတဲ့ခါမှာရှေးရှောက်လှုပ်ရှားရှိတာတွေအားလုံးကိုဘုရားသခင်ကဘု து ပေးခဲ့လဲဆိုတော့ elisha ကိုပေးခဲ့တာ တနည်းအားဖြင့်အေလိရှေဟာအေလိယားရဲ့တပည့်လို့လည်းပြောလို့ရတယ်လို့သူ့ရဲ့တာဝန်ကိုဆက်ခံသူလို့လည်းပြောလို့ရတယ်နော်ဆိုတော့မနေ့ကကျွန်တော်တို့ပြောသွားတာကအင်မတန်စင်းရဲတဲ့အစင်းရဲဆုံးသောမဟုတ်ဆိုးမှတယောက်အကြောင်းအပါဝင်ပြောသွားတယ်မနေ့ကကျွန်တော်တို့ ပြောသွားတယ်ဘုရားသခင်ကဒီချမ်းသာတဲ့သူငွေရတတ်တဲ့သူကိုတိတ်ဟောပါလေအတုံးမပြုတ်ဘူးဆိုမှပြောသွားတယ်အမှန်ကဘုရားသခင်ကချမ်းသာတဲ့သူကိုမချစ်ဘူးလားဆိုချစ်ပါတယ်အခွင့်အရေးမပေးဘူးလားဆိုပေးပါတယ် ဒီကနေ့ကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းစာအားဖြင့်နားလည်ရတာကပတ်စံချမ်းသာတဲ့သူလေဖခင်တခင်ကိုချစ်တဲ့သူအများကြီးရှိတယ်ဆိုတာနားလည်ရတယ်ဟာလေလုယာโอเคโอเคထပ်ပြောမယ်နော်ဒီကနေ့ပိုင်အောင် ခရိယန်တွေထဲမှာပတ်စံချမ်းသာပြီးမှဖခင်တခင်ကိုချစ်တဲ့သူမရှိဘူးလားရှိတာဗောတစ်ချိန်တုန်းကဒီပါလေအာတမဟောင်းခေတ်ကပရောဖက်အေလိရှေခေတ်မှာလည်းအဲ့လိုမျိုးအမျိုးသမီးတယောက်ရှိတယ်တဲ့အင်မတန်ချမ်းသာပြီးတော့မှဖခင်ကိုချစ်တတ်တဲ့အမျိုးသမီးတယောက်ရှိတယ် အဲ့ဒါဘာလို့လဲဆိုတော့ရှုနေမျိုးကအမျိုးသမီးတယောက်ရှိတယ်တဲ့โอเคဒီကနေ့မှလည်းခရီးရန်တွေထဲမှာအဲ့လိုမျိုးမရှိဘူးလားရှိတော့ဗောဖျားသခင်ကိုအင်မတန်ချစ်တဲ့ချမ်းသာတဲ့ညီကိုမောင်တော်တွေခရီးရန်တွေအများကြီးရှိတဲ့ယုံကြည်သူတွေဆိုတော့မနေ့ကဆရာတို့ပြောတဲ့အခါမှာတချို့ချမ်းသာတဲ့သူတွေနည်းနည်းလေးနားခိုင်းခါမယ်ဆရာတို့ပြောသွားတာက ဘုရားသခင်ကအသုံးပြုသွားတာကတကစ်အစင်းရဲဆုံးတော့သူကိုအသုံးပြုသွားတာဆိုတော့တချို့နားထောင်သွားတဲ့အာပတ်စံချမ်းသာတဲ့ယုံကြည်သူတွေကဟာဘုရားသခင်ကငါတို့အခွင့်အရေးမပေးတော့ဘူးလားဒီကနေ့ကျွန်တော်ပြောပါမယ်ဘုရားသခင်တင်တို့ကိုလည်းတန်းသူအခွင့်ပေးပါတယ်ဒါပေမဲ့ပတ်စံချမ်းသာတဲ့သူတွေကဘုရားပေးတဲ့အခွင့်အရေးကိုတိတ်လက်မခံချင်ကြတဲ့သူများတယ်ဒါပေမဲ့မရှိဘူးလားဆိုရှိပါတယ်ဘုရားသခင်ရဲ့အခွင့်အရေးကိုဘုရားသခင်ပေးတဲ့အခွင့်အရေးကိုအာဗာလေဒီတန်ဖိုးထားတဲ့သူရှိပါတယ် ဒီကနေ့ကျွန်တော်တို့မြင်တွေ့ရတဲ့သူတယောက်ကရှုနေမျိုးကတထေးတထေးမတယောက်ရှိတယ်။ Okay သူ့မှာလည်းယောက်ျားရှိတယ်နော်။ဆိုတော့ဒီတထေးမတယောက်ကတဲ့အေလိရှဲကိုတဲ့သူကိုယ်တိုင်နော်အေလိရှဲကသူ့စီလာတာမဟုတ်ဘူးနော်။သူကိုယ်တိုင်အေလိရှဲကိုခေါ်မှသမင်းကျွေးတယ်တဲ့။တခါပဲမဟုတ်နော်။လာတိုင်းလာတိုင်းသူလိုအပ်တဲ့စားဝတ်နေရေးကိုပြင်ဆင်ပေးတယ်။နောက်ဆုံးကုံကုံပြောမယ်။ဒီအမျိုးသမီးကဒီတထီးမကလေ အေလိရှဲကိုတေချာလေ့လာပြီးတော့မှအော်ဒီအေလိရှဲဆိုတဲ့သူကဖျားလူပဲတန့်ရှင်းတဲ့ဖျားလူပဲဆိုတော့ तू နားလေသွားတယ် तू तू တိသွားတဲ့ခါမှာသူ့အိမ်မှာလေအေလိရှဲတဲခိုဖို့တီးတက်အခန်းတစ်ခန်းလှုပ်ထားပေးတယ်လို့ပြောတယ်နော်ကျမ်းစာထဲမှာဒီနေရာမှာတတိထားရမယ့်အချက်တွေအများကြီးထဲမှာတစ်ခုအရင်ပြောမယ်အဲ့ဒါကတော့ဒီတထီးမကိုအေလိရှဲကလာရှာတာမဟုတ်ဘူးအေလိရှဲကဘာလဲတထီးမကအေလိရှဲကိုသွားရှာတာနော် โอเคထပ်ပြောမယ်เนาะနားလည်အောင်ထပ်ပြောမယ်အေးလီရှဲကပတ်စံချမ်းသာတဲ့သူတထေးမကိုသွားရှာတာမဟုတ်ဘူးเนาะငါ့ကိုလူပေးပါငါ့ကိုသမင်းကျွေးပါငါ့ကိုဒီလိုလုပ်ပါနေကောင်းကြီးရမယ်ဆိုမှသွားပြောတာမဟုတ်ဘူးတထေးမကအေးလီရှဲကိုခေါ်တာเนาะတထေးမကအေးလီရှဲကိုအေးလီရှဲကိုခေါ်มาကျွေးတာဆိုလိုချင်တာကအခွင့်အရေးကိုပါဖြစ်လေစုတ်ကင်တတ်တယ်ဒီတထေးမက ဖျားလူပဲဖျားလူကိုငါကျွေးမွရမယ်ဆိုတဲ့ဟာ तू နားလေသွားတဲ့ခါမှာဖျားလူဟာစစ်မှန်တဲ့ဖျားလူပဲဆိုတော့ तू တိသွားတဲ့ခါမှာပို့ပြီးတော့မှဘာဖြစ်လဲဖျားလူလိုအပ်တဲ့အရာတွေကို तू ပန့်ပိုးပေးတယ်ပေးလူတယ်โอเคဒီနေရာမှာကျွန်တော်နားလေရမှာဒီကနေ့ခက်မှာလဲတတိထားရမှာတခုရှိတယ်အဲ့ဒါကတော့တချို့အမှုတော်ဆောင်တွေဟာညီကိုမောင်မတွေပေးလူဖို့အမှုတော်ဆောင်လာရှာတာမဟုတ်ဘဲနဲ့အမှုတော်ဆောင်တွေကညီကိုမောင်မတို့တွားမှာအလူငွေတောင်းတဲ့သူတွေမရှိဘူးလား ရှိတယ်နော်ရှိတယ်နော်အများကြီးရှိတယ်ဒါကြောင့်ကျွန်တော်အမြဲပြောတယ်အမှုတော်ဆောင်တယောက်ကိုပန်ပိုးတော့မယ်အမှုတော်ဆောင်တယောက်ကိုကျွန်တော်တို့ပေးလူတော့မယ်ဆိုရင်သူဟာဖရာရဲ့ကျွန်စစ်လာဖရာရဲ့လူစစ်လာအမှုတော်ဆောင်စစ်မဟုတ်မဟုတ်ကိုပိုင်ဆုံးဖြတ်ချက်နဲ့ဖရာပေးထားတဲ့ဉာဏ်ပညာနဲ့ကြည်ပါကြည်ပါကြည်ပါကိုစီမလိုင်းမှာဒီလိုလေးပေးလို့ပါလားဟိုလေးလေးပေးလို့ပါလားဒီမှာလိုအပ်တယ်ဟိုမှာလိုအပ်တယ်ပြောတဲ့သူကိုတတိထားတတိထား အဲ့လိုပြောတဲ့သူဒိုင်းကဟိုပါလေအာမာယွန်းတဲ့အတုအမှုတော်ဆောင်အတုလို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးကျွန်တော်ပြောချင်တာကအဲ့လိုလာပြောရင်တတိထားโอเคနော်ဒီကနေ့ကျွန်တော်ဖတ်သွားတဲ့အထဲမှာဘလို့ပေါ်ပြလဲဆိုတော့အေလိရှေကဖျားကျွန်စစ်ဖြစ်တယ်ဖျားလူစစ်ဖြစ်တယ်သူလိုအပ်တာတွေဖျားကိုပဲပြောတယ်သူများကတော့မပြောဘူးဒါပေမဲ့ဖျားတီးတဲ့အတွက်ကြောင့်အဲ့ဒီတထေးမကိုပါဖြစ်လဲ တထိမကိုတူတီသေးမအဲ့ဒီတထိမကအေလိရှဲကိုလာရှာတာအေလိရှဲကတော့ရှာတော့မဟုတ်ဘူးငါတို့စားစရာလိုတယ်ငါတို့ဒီလိုဒီဟာလိုတယ်ဟိုဟာလိုတယ်ဆိုမှပေးလိုပါဆိုမှအေလိရှဲကတော့တောင်းတာမဟုတ်ဘူးနော်တထိမစီမတထိမကအေလိရှဲကိုလာရှာတာနော်ဒီကနေ့များစွာတော်မှုတော်ဆောင်တွေကဘလို့ဖြစ်နေလဲဆိုတော့ဟိုတထိမဟိုတထိတာယုံကြည်သူတွေစီမှာခဏခဏသွားဆုတောင်းပေးတတ်တယ် โอเค ถ้าပြောမယ်เนาะဒီကနေ့များဆိုတော့မို့တော့ဆောင်းလေအားနေတဲ့ခါမလို့ဘလို့ဖြစ်သွားလဲဆိုတော့မုတ်ဆိုးမစီမှာတွားဖို့နေနေတတတာမုတ်ဆိုးမတွေစီမှာဆိုတွားဆူတောင်းပေးဖို့မလုပ်ဘူးဘာကြောင့်လဲအော်အလူငွေမရလို့လीเนาะတခေးတွေစီမှာခဏခဏအများကြီးပေးလူလာတက်တဲ့သူတွေစီမှာဆိုခဏခဏတွားမှာဆူတောင်းပေးတယ်သူများမပေးလို့မဆိုရင်လို့တော့မှခဏခဏပေးလို့တဲ့အကြောင်းတွေတော့ပြောပေးတယ်ဆူတောင်းပေးတယ်အာဘလို့လဲပါဆူတောင်းစရာရှိလဲသူများလာမမင်းလဲကိုယ်တိုင်တွားမှတော့ပြောပေးတယ်ဆူတောင်းစရာရှိလားပါညာ ဆူတောင်းပြီးတာကောင်းပါတယ်ဒါပေမဲ့ခွဲခြားခွဲခြားလုပ်တယ်ဆိုရင်တတိထားပါတော့တချို့ကမုတ်ဆူမစီကိုတွားချင်တာမဟုတ်ဘူးတထိမစီပဲတွားချင်တယ်အမှုတော်ဆောင်လေးဒီကနေ့ပြောလိုက်လို့ရှိရင်တကယ်တိုက်ဆိုင်မှုရှိလို့ရှိရင်တကယ်ပြောင်းလဲရမယ်နော်ဆရာရဲမင်းပြောတာဆရာရဲမင်းကိုယ်တိုင်ကလည်းအဲ့လိုအားနေဘူးတဲ့သူတယောက်ဖြစ်တယ်တထိစီမှာပဲတွားတွားဆူတောင်းပေးတတ်ဘူးတဲ့အမျိုးအားနေချက်ရှိတဲ့အတွက်ဘုရားသခင်ကကျွန်တော်တို့ကိုဘာဖြစ်လဲဆုံးမတယ်ဘုရားသခင်ကကျွန်တော်နားလေစေတယ်အော်အမှန်က တတိရီကကျွန်တော်တို့ခေါ်တဲ့ခါမှာကျွန်တော်တို့သွားလို့ရတယ်ဒါပေမဲ့ကျွန်တော်သွားပြီးတော့မှနေဝငါစုတောင်းပေးမယ်ဒီလိုဟိုလိုအလူငွေလူချင်လို့သွားလို့မရအောင်ကျွန်တော်တတိပေးမယ်တခုမနေ့ကကျွန်တော်ဖတ်သွားတဲ့ကျင်းချက်ထဲမှာအေလီယာကလေမှုတ်ဆိုးမှမခေါ်ဘဲနဲ့သူမှုတ်ဆိုးမှစီမှာသူ့ဟာသူသွားတာနော်ဒီကနေ့အေလီရှေအေလီရှေကိုကြည့်နော်အေလီရှေကသူ့ဟာသူမသွားဘူးနော်တတိမှခေါ်တာဒီကနေ့အမှုတော်ဆောင်တွေကကြောင်းပြန်ဖြစ်နေပြီ တတိစီမှာတော့တအားသွားချင်ကြတယ်စင်းရဲသားစီမှာသွားဆူတောင်းဖို့ဆိုပြီးဝေတာဝေးအလူငွေမရအောင်ဆိုတာသူတိနေတော့မသွားချင်တော့ဘူးလေဟုတ်တယ်နော်အာအဲ့ဒါစင်ချင်ရမယ်ကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ညီကိုမောင်မတွေလည်းခွန်အားယူယူမိရမယ်ကို့စီမှာအမြဲတမ်းလာပြီးတော့မှဟိုဟိုဟာပေးလူပါလားဒီဟာပေးလူပါလားပြောတဲ့အမှုတော်ဆောင်တွေကိုတတိထားထက်တစ်ခါပြောမယ်နော်ထက်တစ်ခါ ကိုစီဟိုအမြင်လာမှာဟိုဟာပေးလို့ပါလားဒီဟာလို့တယ်အမှုတော်မြတ်မသားပေးလို့ပါလားဟိုဟာပေးလို့ပါလားခဏခဏလာပြောတဲ့သူတတိသာတတိသာနော်အဲ့လိုပြောတဲ့သူတိုင်းကအတုပါလို့ကျွန်တော်ပြောတာမဟုတ်ဘူးတတိသာဖို့ပြောတာတတိသာဖို့ဖယားသခင်တင့်ကိုပေးတဲ့ဉာဏ်ပညာနဲ့ဆုံးဖြတ်ပါပိုင်းဖြတ်ပါโอเค တင်ပိုင်းဖြတ်ပြီးတော့မှအဲ့ဒီအမှုတော်ဆောင်ကစစ်မှန်တဲ့အမှုတော်ဆောင်ပဲခရအမှုတော်မြတ်မှာတက်စာရှိရှိပါဝင်နေတဲ့သူပဲဆိုလို့ရှိရင်အခွင့်အရေးကိုလုံးဝလုံးဝမဆုံးရှုံးပါစေနဲ့အဲ့ဒီအခွင့်အရေးကိုစုပ်ကင်မှသူ့ကိုပေးလိုပါသူသူမပြောမပြောပေမဲ့လည်းသူ့ကိုပေးလိုပါပေးလိုရတဲ့အခွင့်အရေးကိုလုံးဝမဆုံးရှုံးစေနဲ့ဒီကနေ့ကြည့်ကြည့်ပါဒီကနေ့ဖတ်သွားတဲ့ရှုနေမျိုးကတထေမရှုနေမျိုးကတထေမကအေလိရှေဟာဖျားလူဆိုတာသူတိသွားတဲ့ခါမှာတေချာသွားတဲ့ခါမှာ 哎，你修那苗啊苗的苗不落路来说，艾迪培养路啊段北路的路嘞，对唔起啊，都套板嘞。OK，艾你些个包路么不孬，都拿来多嘞？大家培养路嗦啦，都地段来看嘛，地差多来看嘛，都哎，看一个稍稍么看白呢，宝贝来，北路嘞，北路嘞，OK，都马来西亚，我不噻，都阿得提马来，北嘞北嘞，OK。大家，这提瑞马来培养的看，北嘞看伊呀嘞，说啦，哪里呀嘞？阿妹。 ဆိုတော့ तू အဲ့လိုလှုပ်လိုက်တဲ့ခါမှာတဲ့ကျန်းစာမှာဘယ်လိုပြောလဲဆိုအင်္ဂလိပ်ရှဲကသူ့ကိုခေါ်ပြီးနင်လာပါအောင်တဲ့ငါစီမှာဖျားလူကသူ့ကိုခေါ်တယ်နင်ငါတို့ဒီလောက်ထိပေးလူတာနင့်ပေါ်မှာငါပါဆူတောင်းပေးလို့ရမလဲတဲ့ဆူတောင်းချက်တင်ပြပါပေါ့နော်အဲ့လိုပြောတဲ့ခါမှာအမျိုးသမီးကပါဖြစ်လေငါသာလို့လေဟွာလို့လေမပြောဘူးတော့မပြောဘူးနော်ဘာကြောင့်လဲ तू လည်းတကယ်ဘာမှမလို့အဲ့တော့ဘူးဘာကြောင့်လဲဆိုတော့သူ့မှာလိုလေသေးမရှိအောင်ပတ်ခံချမ်းတာနေတယ်လေဒါပေမဲ့ तू စိတ်ဟိုပါလေ သူစိတ်သက်ကြသွားတဲ့လိုအပ်ချက်တခုတော့ရှိကောင်းရှိမယ်။ဘာကြောင့်လဲဆိုတော့ကျဲစာမှာဖတ်တဲ့အခါမှာအီလီရှေကသူ့ကိုဘာလိုလဲလို့မေးတဲ့အခါမှာ "तू ဘာမှမပြောပေမဲ့အီလီရှေရဲ့ကြုံတယောက်ရှိတဲ့ဂေဟာစီဆိုတာဂေဟာစီကအီလီရှေကိုဘာလာပြောလဲဆိုတော့တခင်းတဲ့တကယ်တော့တဲ့ဒီအမျိုးသမီးမှာလိုအပ်ချက်တခုရှိတယ်တဲ့အဲ့ဒါပါလဲဆိုတော့သူ့မှာတာသမီးမရှိဘူးတဲ့တာသမီးမရှိဘူး။ဒါဆိုရင်ခုနအဲ့ဒီအမျိုးသမီးကဘာလို့ငါ့မှာတာသမီးမရှိဘူးလို့မပြောတာလဲ။ ကျွန်တော်တို့တေချာစဉ်းစားမယ်ဆိုရင်သူလုံးဝလက်လျှော့သွားတဲ့စိတ်သက်ကျသွားတဲ့ကိစ္စဖြစ်မယ်။ဘာကြောင့်လဲသူ့မှာပတ်စံတအားချမ်းသာတယ်။အော်စီးပညာအရပါညာအကောင်းဆုံးအကောင်းဆုံးသူစူးစမ်းပြီးပြီးစူးစမ်းလို့ရတယ်များသူအကုန်စူးစမ်းစူးစမ်းစူးစမ်းနောက်ဆုံးမရနိုင်တော့ဘူးငါတော့ကလေးမရနိုင်တော့ဘူးပဲဆိုမှအဲ့လိုစိတ်သက်ကျပြီးတော့မှလက်လျော့လိုက်တဲ့အရာဖြစ်ကောင်းဖြစ်မယ်။ဒါကြောင့်အီလီရှေသူ့မေးတဲ့ခါမှာနေပါလို့လဲမေးတဲ့ခါမှာ तू ဘာမှမပြောတာ။ โอเคအမှန်ကတော့ तू လိုအပ်နေတာဘာရှိလဲတိလားတခုရှိတယ် तू မှာသားသမီးမရှိဘူးသားသမီးမရှိဘူးဆိုတဲ့ဟာကိုအီလီရှေတိသွားတဲ့အခါမှာအဲ့ဒီမိမကိုအီလီရှေကဘယ်လိုပြောလိုက်လဲဆိုရင်တခင်ရှော်ပတီပါလေဖျားတခင်ရဲ့ဂတိတော်နဲ့ဖျားသခင်ရဲ့ဒီအမိန်နဲ့ဘလို့ပြောလိုက်လဲဆိုနောင်နဲ့ဒီအချိန်မှာတဲ့နေသားတယောက်ကိုရမယ်တဲ့ Okay နောင်နဲ့ဒီအချိန်မှာတဲ့နေသားတယောက်ကိုရမယ်အဲ့လိုပြောလိုက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးကချစ်ချင်းပျော်သွားတာမဟုတ်ဘဲနဲ့စိုးရိမ်သွားတာနော် ဟာဘယ်ဖြစ်မလဲတဲ့ငါ့ကိုမလိန်မမလိန်နဲ့နော်တဲ့ तू မယုံနိုင်ဘူးလေမယုံနိုင်ဘူးဘာကြောင့်မယုံနိုင်လဲတိလား तू စူးစမ်းတင့်တာ तू စူးစမ်းပြီးပြီလေဟာနေအဲ့လိုတခွန်းလိုက်ပြောလိုက်တာနဲ့ငါကလေးရတယ်ဆိုဖြစ်နိုင်ပါမလားတိတ်မယုံချင်ဘူးလို့ဖြစ်နေတာဘာကြောင့်လဲဆိုတော့သူ့မှာပတ်စံတအားချမ်းသာတယ်လှုပ်ရှားရှိတာ तू အကုန်လုံးစူးစမ်းပြီးပြီလေကလေးရဖို့ရန်အတွက် तू စူးစမ်းကုန်ပြီ နောက်ဆုံးဖျားလူကနေနောက်နှစ်ဒီချိန်မှာနေကလေးရမယ်လို့လွယ်လွယ်ကူကူပြောလိုက်တဲ့အခါမှာ तू မယုံနိုင်ဘူးအဲ့ဒါကြောင့် तू ဘလို့ပြန်ပြောလဲဆိုကျမကိုမှုသားမတုံးပါနဲ့ဆိုလိုချင်တာကကျမကိုမနောက်ပါနဲ့ကျမကိုမလိန်ပါနဲ့ကွယ်အဲ့လိုမျိုးဒါပေမဲ့ဖျားသခင်ရဲ့ကြုံစစ်ဖြစ်တဲ့အင်းလိရှေပြောလိုက်တဲ့စကားဖြစ်တဲ့အတွက် ဖခင်ရဲ့အမိန်တော်ပါနေတဲ့အတွက်တကယ်နောက်နဲ့အဲ့ဒီအချိန်မှာအဲ့ဒီအမျိုးသမီးကကလေးရသွားတယ်ပရိတ်တေယူ၍ဆိုတာကပရိတ်တေဆိုတာယူဒတန်ပါတာပြင်ကျမ်းပရိတ်တေဆိုတာကကိုဝန်ဆောင်တာโอเคကိုဝန်ဆောင်ပြီးမှကလေးရသွားတယ်တဲ့ဟာလေလုယာဟာလေလုယာဒီမှာတွေ့ပြီလားညီကိုမောင်တို့မတို့ဖခင်လူကို ပြုစုခြင်းအကျိုးဖခင်လူကို ပေးလူခြင်းအကျိုးဖခင်လူကို ကူညီခြင်းအကျိုးကသူလုံးဝမထင်မှတ်ထားတဲ့ okay မထင်မှတ်ထားတဲ့အအစ်တမမထင်မှတ်ထားတဲ့တကက်ဟိုပါလေအော်ပွေရပါတော့ဖြစ်ပြက်လာတာတခုရှိတယ်အဲ့ဒါပါလဲဆိုတော့သူလုံးဝဟိုပါလေလိုအပ်ချက်တခုရှိတယ်ဒါပေမဲ့သူအဲ့ဒါကိုမဖြစ်နိုင်တော့ဘူးလို့ထင်ထားတဲ့အရာတခုဖြစ်လာတယ်အဲ့တော့ပါလဲဆိုတော့သူကလေးရသွားတယ်ဟာလေလုယာဘာလို့သူမဖြစ်နိုင်တော့ဘူးလို့ခံယူလဲဆိုတော့ခုနပြောတဲ့အတိုင်းသူစူးစမ်း လူအနေနဲ့ကြိုးစားရသမျှသူကြိုးစားကြည့်ပြီးပြီမရဘူးလေနောက်ဆုံးကုံကုံပြောမယ်သူလည်းအသက်အရွယ်ကြီးလာပြီကျန်းစာထဲမှာပါတယ်လေသူ့ရဲ့ယောက်ျားနဲ့သူနဲ့ပါဖြစ်လေအသက်အရွယ်ကြီးပြီမို့လို့တဲ့ကလေးလည်းမရဘူးအိုလာပြီလို့ကြည့်ရတဲ့ကျန်းစာမှာ သူ့ခင်ပွန်းလဲအိုလာပြီအထူးတပည့်သူ့ယောက်ျားအိုရောတာဒါအိုရောပြီမိန်းကလေးလဲအိုမယ်လို့ထင်တယ်နော် ဆိုတော့ကလေးမရနိုင်တော့တဲ့အခြေအနေမှာရောက်ပြီဆိုတော့သူလက်လျော့လိုက်တာဒါပေမဲ့လူအနေနဲ့ကြည့်မယ်ဆိုရင်မဖြစ်နိုင်ပေမဲ့လေဖျားမှာမဖြစ်နိုင်တာမရှိဘူးဆိုတာကျွန်တော်ဒီကျမ်းစာအဖြစ်နားလည်ရတယ်ဟာလေလုယာကျွန်တော်ပြောမယ်ကျမ်းစာထဲမှာပဲမဟုတ်ဘူးအပြင်မှာလည်းဒါမျိုးရှိတယ်တခြားလူမကြည့်နဲ့ဆရာရေးမင်းကိုတိုင်ကအဲ့လိုမျိုးပဲအရင်တော့ဆရာရေးမင်းမင်္ဂလာဆောင်တဲ့တနစ်နနစ်သုံးနဲ့โอเคကလေးမရဘူးကလေးမရဘူးကျွန်တော်တို့စူးစမ်းနိုင်တဲ့လောက်စူးစမ်းပြီးပြီ နောက်ဆုံးနောက်ဆုံးဖျားရှိတော်မောက်မှာရောက်ရှိလာမှာဖျားသခင်ကကလေးပေးခဲ့တာကျွန်တော်တို့အခုဆရာရဲမင်းမှာအိမ်ထောင်တဲ့ကလေးတယောက်ရှိတယ်ဟာလေလုယာဒါဆိုလို့ချင်တာကကျဲစာမှာပဲအဲ့ဒီရဲ့အောဘွေရှိတာမဟုတ်ဘူးလက်တွေ့အသက်တာမှာလည်းအဲ့ဒီအောဘွေရှိနေတာဟာလေလုယာဟာလေလုယာညီကိုမောင်မတို့ဒီနေရာမှာကျွန်တော်တို့အဓိက point ကို ပြောရမယ်ဆိုလို့ရှိရင်ဖယားသခင်ရဲ့ကျွန်စစ်ဖယားသခင်ရဲ့အမှုတော်ဆောင်စစ်တွေကိုပေးလို့တဲ့အခါမှာကျွန်တော်တို့ မထင်မှတ်ထားတဲ့ကောင်းကြီးမင်္ဂလာကိုပြန်ခံစားရတယ်ဆိုတာနားလည်ရတယ်အာမင်โอเคတွေ့ပြီလားတွေ့ပြီလားနည်းနည်းလေးပြန်ပြောပြမယ်နော်ဒီကနေ့ကျွန်တော်တက်တာမှာဘယ်လိုသင်ခန်းစာယူရမလဲဒီကနေ့ပြောသွားတာကအေလိရှေဖျားကျွန်စစ်အေလိရှေကဒီကနေ့ဘာကိုပုံဆောင်လဲဆိုတော့အမှုတော်ဆောင်စစ်ကိုပုံဆောင်တာတစ္ဆာရှိတဲ့အမှုတော်ဆောင်စစ်ကိုရှာပါရှာပါအဲ့ဒီလူတွေကို ပေးလူပါအဲ့ဒီအမှုတော်ဆောင်စစ်တွေကလေတင့်စီမှာလိုင်းမှာငါ့ကိုပေးလူပါငါ့ကိုပေးလူပါလို့မပြောဘူးမပြောဘူးโอเคနော်နားနားလေနော်နားလေပြီလားမသိဘူးဆရာရဲမင်းကပွင့်ပွင့်လင်းလင်းပဲတုံတင်တတ်တယ်စစ်မှန်တဲ့အမှုတော်ဆောင်တွေကတင့်စီမှာလိုင်းမှာငါ့ကိုဒါပေးလူပါဟုတ်ငါ့ကိုဟာပေးလူပါလို့မလားပြောဘူးနော်โอเคအဲ့လိုလာပြောတဲ့သူတိုင်းကအတုပဲလို့လဲဆရာပြောတာမဟုတ်ဘူးအစ်စ်ရှိကောင်းရှိမယ်နော် တကယ်ရင်းနေတဲ့သူကိုသူလိုအပ်ချက်တွေမျိုးပါဝင်လို့ရအောင်လာပြောတဲ့သူရှိကောင်းရှိမယ်ဒါပေမဲ့အဲ့လိုအမြဲတမ်းလာပြောတဲ့သူတတိထားဆူတောင်းပေးတိုင်းနင်ဟိုပါလေဟိုအလူငွေပေးလိုက်မှပြန်တဲ့အမှုတော်ဆောင်တချို့ကရှိသေးတယ်ဒီလူတွေကိုရှောင်ပါဆိုလိုချင်တာကဒီကနေ့အမှုတော်ဆောင်စစ်ကိုရှာပါရှာပြီးတော့မှသူ့ကိုပါခဲ့လေသူ့ကိုပေးလူပါအဲ့ဒီရဲ့အခွင့်အရေးကိုမဆုံးရှုံးစေနဲ့ပေးလူပါ ပေးလူပါပေးလူပါအဲ့လိုလှုပ်တဲ့ခါမှာတင့်အော့ဩစရာတင့်ရဲ့တက်တာမှဖြစ်လာမယ် ဒီကနေ့တင်ကလေးရှိကောင်းရှိမယ်ဒါပေမဲ့တင်မှာမဖြစ်နိုင်တော့ဘူးလို့ခံယူတဲ့အရာတွေရှိကောင်းရှိမယ်နော်လူတိုင်းမှာရှိမယ်လူတိုင်းကအဲ့ဒီရှုနေမျိုးကအမျိုးသမီးလူမျိုးကလေးမရှိဘူးဖြစ်နေတဲ့သူတော့မဟုတ်ဘူးဒါပေမဲ့သူညီတာတစ်ခုကကျွန်တော်တို့လုံးဝစိတ်သက်ကြသွားတယ်မဖြစ်နိုင်တော့ပါဘူးကွာလို့ထင်တဲ့အရာတစ်ခုရှိကိုရှိမယ်အဲ့ဒီအရာတွေအော်စွာဖြစ်လာမယ်ဘာကြောင့်ဖြစ်လာမလဲ တင်ဒီစစ်မှန်တဲ့တစ္ဆာရှိတဲ့အမှုတော်ဆောင်တွေကိုကူညီတဲ့အတွက်ပေးလိုတဲ့အတွက်တင်းရဲ့တက်တောင်မှာအဲ့လိုဖြစ်လာမယ်ဆိုတော့တင်ခန်းစာကြီးကြီးမားမားရစီခြင်းနဲ့တန်ရှင်တော်ဝင်းကျွန်တော်တင့်ကိုအလင်းပေးပါစေဟာလေလုယာဒါကျွန်တော်ညီကုန်းချုပ်အနေနဲ့ပြောသွားတာဖြစ်တယ်။ Okay ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကဖျားလူကိုပေးလူချင်းအကျိုးပိုင်းနှစ်ကိုဝင်ကားသွားတယ်။ဒီအပိုင်းနှစ်မှာကျွန်တော်ပြောလို့ရတာကအီလီရှေနဲ့ရှုနေမျိုးကအမျိုးသမီးအကြောင်းပြောသွားတယ်။အီလီရှေက ဖရားရဲ့ကျွန်စစ်ဖရားရဲ့လူစစ်ဖရားရဲ့အမှုတော်ဆောင်စစ်ဆိုတော့ရှုနေမျိုးကတထေးမကအဲ့ဒီအခွင့်အရေးကိုလက်လွတ်အဆုံးရှုံးမခံဘဲနဲ့ကူညီလိုက်တဲ့ခါမှာ तू ရသွားတဲ့အရာက तू လုံးဝမထင်မှတ်ထားတဲ့အံ့ဩပွဲမရနိုင်တော့ဘူးလို့ထင်ထားတဲ့အရာတခု तू ရသွားတယ်အဲ့ဒါ तू ကလေးရသွားတယ်โอเคကျွန်တော်တို့အတ္တာမှာလည်းဒီအတိုင်းပဲအဲ့လိုလက်မဆုံးရှုံးဘဲနဲ့စုပ်ကင်မှာအဲ့ဒီအခွင့်အရေးကိုစုပ်ကင်မှာငါတို့စီမငါစီမလိုင်းမလာတောင်းတာမဟုတ်ဘဲနဲ့ငါကိုယ်တိုင်သွားပေးဖို့ဖြစ်စီပါ ကျွန်တော်အမြဲပြောတယ်စစ်မှန်တဲ့အမှုတော်ဆောင်တွေကတိတ်စီမှာလာရင်မှအလူပေးလူပါပေးလူပါလို့လာပြောတဲ့သူရှားတယ်တအားရှားတယ်အဲ့လိုပြောတဲ့သူရှားတယ်စစ်မှန်တဲ့အမှုတော်ဆောင်တွေကဒါကြောင့်တင်ကိုရင်ဒီတယောက်ကစစ်မှန်တဲ့အမှုတော်ဆောင်ဆိုလို့ရှိရင်တင်ပေးလူဖို့အခွင့်အရေးမဆုံးရှုံးစေနဲ့ပေးလူပါပါဝင်ပါပါဝင်ပါတင်ပါဝင်တဲ့အခါမှာတင်အောပွဲမဖြစ်နိုင်တော့ဘူးဆိုတဲ့အရာတွေတင့်တက်တာမှဖြစ်လာမယ်အဲ့ဒါတင်ရတဲ့ကောင်းကြီးမင်္ဂလာပဲဖြစ်တယ်ဟာလေလုယာโอเคတကယ်လို့ဒီကျမ်းစာကိုဆက်ဖတ်ခြင်းတယ်ဆိုရင်ဆက်ဖတ်သွားလို့ရတယ်เนาะ ဓမ္မရာဇဝင်တတရားဟောစဒုဒ္ဓဆာဆောင်ခန်းကြီး၄ငယ်၈ကစက်ခွန်ဖတ်ပြီး၈ကနေဆက်ဖတ်တော်လို့ရတယ်အဲ့ဒီရှုနေမျိုးကအမျိုးသမီးကိစ္စအကြောင်းနည်းနည်းပါသေးတယ်နောက်ပိုင်းအဲ့ဒီကလေးကဟိုပါလေတနစ်နည်းနည်းလောက်အရွယ်မှာဆုံးသွားတယ်လို့ပါသေးတယ်ဆုံးသွားပြီမဲ့လေဖျားပီးထားတဲ့ကလေးဖြစ်တဲ့အတွက်ကြောင့်ပြန်ရှင်လာတယ်ဟာလေလုယာဖတ်ချင်တယ်ဆိုရင်ဆက်ဖတ်တော်လို့ရတယ်နော်ဒီကနေ့အဓိကပေးချင်တဲ့ message အဓိကသင်ခန်းစာအဓိကအလင်းကအမှုတော်ဆောင်ကိုပေးလို့တဲ့အခါမှာစစ်မှန်တဲ့အမှုတော်ဆောင်ကိုပေးလို့တဲ့အခါမှာ ်တင်ဒီမထင်မှတ်ထားတဲ့ကောင်းကြီးအအောပွဲကောင်းကြီးတင့်ပေါ်မှာတက်ရောက်လာမယ်ဆိုတဲ့အရာကိုအဓိကအလင်းပေးချင်တာဖြစ်တယ်ဒီကနေ့နှုတ်ဘတ်တော်ကိုတော့ဒီမှာပဲရက်နာတော့ပါဖြစ်ပါတယ်။နားမလဲတာရှိဆရာအောက်ကိုအပ်မှာမေးလို့ရတယ်လို့ဆရာကိုတီးတန့်လာမေးလို့ရပါတယ်။ဒီကနေ့နှုတ်ဘတ်တော်ကိုဒီမှာပဲရက်နာခွင့်ပြုပါ။နားဆင်သွားတဲ့သူတွေအယောက်ချင်းစီတိုင်းအယောက်ချင်းစီတိုင်းတကယ်နားထောင်ထားတဲ့အတိုင်းတွားပြီးတော့မှလှုပ်ပြီးမှအော်ဝဲကောင်းချင်းမင်္ဂလာမဖြစ်နိုင်တော့ဘူးဆိုတဲ့အရာတွေ တကယ်ဖြစ်လာတဲ့အတွေ့အကြုံလက်တွေ့ဖရာသခင်နဲ့နဖူးတွေ့ဒူးတွေ့တွေ့တော်သူများဖြစ်စေပါလို့ဆုတောင်းမေတ္တာပို့ရင်းနဲ့ဤကုံချုပ်ပါရယ်နားဆင်သွားတဲ့သူရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်